မင်္ဂလာပါမုန်းနေမင်းတရင်ဆောင်ရဲ့ဗီဒင်ကန်နန်းကနေကြိုဆိုပါရစေအခုတင်ဆက်ပေးမယ့်တရင်ကတော့အမှုအချုပ်ထောင်ရုံကလွတ်ရန်ရေဒီယာဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ဒနင်းကွန်ရွေးသားသမီးကိစ္စကြုံနေရပါကဒနင်းကွန်ရွေးမနဲ့6နိုင်ရင်မှာအရှိမျောအရက်ကနေပြီးအုံထမင်းနဲ့အုံပန်းကိုအရီမီဒီယာဖယောင်းရှိမှန်းလို့ရွေးအမှုအချုပ်ထောင်ရုံကတ်မှ အမြန်လုံမြောက်စေရန်ဆုတောင်းပါတနင်္လာသားသမီးကြုံနေရပါကတနင်္လာနေ့မနေ့6နိုင်ရင်မှာအရှိအရက်ကနေ၍တနခါပဲနဲ့ဂန်ကုံရုပ်ကိုကောကတံဖျားရှိမှန်း၍အမှုအချုပ်ထောင်ရုံကတ်မှလုံမြောက်ရန်ဆုတောင်းပါ အင်္ဂါသမီးကြုံရပါကအင်္ဂါနေ့မနေ့ခြောက်နိုင်မှာအရှိတောင်းအရက်ကနေ၍စွဲတော်နှင့်ဇင်းညွန့်ကိုစူနာမနိစိန်နာမုနိဖရာရှင်မှန်း၍အမှုချုပ်ထောင်းရုံကမှလုံမြောက်ရန်ဆုတောင်းပါဘုဒ္ဓဟူသသမီးကြုံရပါကဘုဒ္ဓဟူနေ့မနေ့ခြောက်နိုင်မှာတောင်းအရက်ကနေပြီးလွယ်အိတ်တလုံးနှင့်ရွက်လှအာလူကြောကိုဝိပတိဖရာရှင်မှန်း၍အမှုချုပ်ထောင်းရုံကမှအမြန်လုံမြောက်စေရန်ဆုတောင်းပါ ဇာတာပရိသတ်သမီးကြောင့်နေရမှာကဇာတာပရိသတ်မနဲ့6နိုင်မှာအနောက်ရက်ကနေပြီးမိဘဲကြံတကာမိမျိုးပန်းကိုဘဒုမဖရာရှင်မှန်၍အမှုချုပ်ထောင်ရုံကမှလုံမြောက်စီရန်ဆုတောင်းပါတောက်ကြတာသမီးကြောင့်နေရပါကတောက်ကြနေမနဲ့6နိုင်မှာမြောက်ရက်ကနေပြီးတပြည့်သင်းနဲ့တင်းညုံကိုသူမနဖရာရှင်မှန်၍အမှုချုပ်ထောင်ရုံကမှလုံမြောက်စီရန်ဆုတောင်းပါ စနေသားသမီးများကြုံနေရပါကစနေနေ့မနက်6:00နာရီမှာအနောက်တောင်ရက်ကနေ၍နနက်သီးနှင့်နှင်းပန်းနှင်းစီပန်းတို့ကိုနာရဒဖရာကိုရိမှန်း၍အမှုချုပ်ထောင်ရုံကမှလုံယောက်စင်ဆုတောင်းပါတောကကင်း၍အပူရင်ကြပါစေဘေးအပေါင်းရှင်ပေါမကင်းဝကြပါစေဆန္ဒမပြေဝကြပါစေဟုတ်ကဲ့ပါအခုတက်ဆက်ပြခဲ့တာကတော့မိုးနဲ့မင်းတရင်ဆောင်ရဲ့ဘေးတင်ကဏ္ဍကနေပြီးတော့အမှုချုပ်ထောင်ရုံကကနေလုံယောက်စင်ရဲ့အရေးတရာလေးကိုတက်ဆက်ပြခဲ့တာပဲဖြစ်ပါတယ် ကျွန်တော်ကတော့သူရိမ်မော့မှာ